အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ကြပြာခန်းစားခြင်းတွေကိုလစဉ်လာတိုင်းခန်းစားလာခဲ့တာအခုဆိုရင်20ပုံမြောက်ကိုရောက်လို့လာပါပြီဒီတော့အခုခန်းစားမဲ့20ပုံမြောက်အပုတ်မှာဘေးကြပြာဆရာရဲ့ကြပြာကိုဘယ်လိုခန်းစားမလဲဆိုတာကိုစိတ်ဝင်စားနေကျွန်တော်တို့တွေကြည့်လိုက်ကြရအောင်ပါကြပြခန်းစားခြင်းတွေကိုရေးလာတာခုဆိုရင်20ပုံမြောက်ကိုတော့ပျောက်လာပါပြီ အပုတ်တိုင်းကိုကျွန်တော်ကကို့အမည်ကို့ရှူတော့ကနေရေးခဲ့တာဖြစ်တယ်လို့မတူညီတဲ့ကြပြားမျိုးမျိုးကိုလည်းကျုတော့အမျိုးမျိုးကနေခံစားခဲ့ပါတယ်ဒီတလမှာတော့အချစ်ကြပြားတစ်ပုဒ်ကိုတင်ဆက်ဖို့စိတ်ကူးထားပါတယ်ကြပြားဆရာကတော့ဆရာဆိုးခိုင်းကြီးမှာစကားပြောရင်အဲ့ဒီဒုံကားလို့ထက်ထက်ပြောရတယ်တချို့အရာတွေကမရှိတော့ဘူးအဲ့လိုခစ်ကာလာနဲ့ညီလုံးတဲ့ကြပြားစာသားတွေကကြပြားချစ်သူတယောက်ရဲ့နှုတ်မှာစွဲနေမယ်ဆိုရင်တော့ ဒီကဗျာကိုရေးခဲ့သူကကဗျာစီယာစိုးခိုင်ငိမ့်ပဲဖြစ်တယ်ဆိုတာသိပြီးဖြစ်မှာပါဒီလိုတိမိလှပတဲ့စကလုံးလေးတွေနဲ့ကဗျာဖက်သူရဲ့စိတ်ကိုတူးဆွနိုင်သူကဗျာစီယာစိုးခိုင်ငိမ့်ရဲ့အချစ်ကဗျာလေးကိုကျွန်တော်ဘယ်လိုထိတွေ့ခဲ့မိတာလဲဆိုတာကို ပြောပြပါဦးမယ်ကျွန်တော်ကကဗျာတွေကိုအယူမှုပြစ်စအချင်းရန်ကုန်ကအမတယောက်နဲ့ရင်းနှီးရကနေကဗျာဆရာစိုးခိုင်ရင်စီကနေကဗျာစာအုပ်လက်ဆောင်ရခဲ့ပါတယ်ကဗျာစာအုပ်ရဲ့အမိက ဆွေရော်ရွက်ပေါ်ကမြေပေါ်အညှိုးဆိုတဲ့စာအုပ်ပါ။နေမာနေတဲ့ကျွန်တော်အတွက်ကတော့ရေငန်တုံးရေရင်းနဲ့ကြတဲ့လိုမျိုးကြပြားတွေကိုတဝါကြီးခံစားရတာပါပဲ။ကြပြားတစ်ပုဒ်ကိုခံစားတဲ့နေရာမှာကိုယ်စိတ်အခံမှာဖြစ်နေတဲ့အကြောင်းခံနဲ့ကြပြားစာသားတွေတိုးတိုက်မိလိုက်တဲ့အခါမျိုးမှာကြည်နူးပီတီဆိုတဲ့မိပွင့်လေးတွေထပွင့်တတ်ပါတယ်။ဒါ वो စိတ်အခံတတ်တဲ့ကြပြားအတိုက်တက်တိုးတိုက်မိပြီးတော့ကြည်နူးသဘောကျခြင်းဆိုတဲ့အလင်းပွင့်လေးတွေပွင့်လာတာလို့ ကျွန်တော်ကတော့တတ်မှတ်ပါတယ်။ကြပြားတွေကိုခံစားထိတွေ့တဲ့နေရာမှာဒီလူအကြောင်းအရာလေးတွေကလည်းလိုပါသေးတယ်။တစ်ချိန်ချင်းတနေရာမှာကြပြားတဘုတ်ကိုဖတ်လိုက်မိပေမဲ့တာမန်ပဲခံစားထားမိတဲ့ကြပြားတဘုတ်နောက်တစ်ချိန်ချင်းအကြောင်းတိုက်ဆိုင်လာတဲ့အခါမျိုးမှာ ကောင်းလိုက်တဲ့ကြပြားဆိုပြီးတော့ထင်လိုက်မိတာမျိုးကအခုကျွန်တော်ပြောတဲ့အခန့်တန်းနဲ့အတိုက်တဲ့တုံးတိုက်မိသွားလို့ပါ။ဒါကြောင့်တချို့ကြပြာစာသားတွေကိုနားလည်ဖို့အတွက်ကျွန်တော်တို့မှာအချိန်နဲ့ဘဝအတွေ့အကြုံလိုပါတယ် ဆရာအောင်ချင်းရဲ့မြေချစ်သူကိုလိုက်ပို့ကြခြင်းဆိုတဲ့ကဗျာကိုဖတ်မိတော့ကဂတင်မောကလင်မယားနှစ်ယောက်ဝေးတယ်လို့ဝေးကြဆိုတဲ့စာသားကိုဖတ်မိတော့ကျွန်တော်ဘလို့မှနားမလဲခဲ့တာအမှန်ပါဂတင်မောမှာအတူတူအိတ်ကြရင်ဘလို့ဝေးကြတာလဲစိတ်ကောက်နေကြတယ်ဆိုရင်တော့မှဘလောက်အထိဝေးနေကြလို့လဲဆိုပြီးတော့အတွေးနဲ့ချဲ့ခဲ့ဖို့ပါတယ်ဒါပေမဲ့အဖေကတော့ရမလာပဲဝေဝါဝါအဖြစ်နဲ့ပဲကြံခဲ့ပါတယ်ဒီဖြူကို ကျွန်တော်အိမ်အောင်ကြပြီလင်မယားနှစ်ယောက်ပြက်တနာတွေတက်ပြီးအတူတူအိတ်ကြတဲ့ညကြမှာပဲကျွန်တော်ရှင်းရှင်းလင်းလင်းရပါတယ်။ဒါကြောင့်တချို့ကြပြတွေကကျွန်တော်တို့နှလုံးသားကို လေလာမဟက်သေးတာကြောင့်အေးဆက်နေသေးတာလို့သဘောပေါက်ထားစေချင်ပါတယ်။အခုကျွန်တော်ခံစားမဲ့ကြပြကလည်းအဲ့ဒီတုန်းကကျွန်တော်လူငယ်စိတ်နဲ့တက်တက်တိုက်မိချိန်မှာကောင်မလေးတယောက်နဲ့ချစ်သူဖြစ်နေချိန်တခိုင်းထဲမှာအတူတူနားကျင်လောက်အောင်ကြည်နူးနေချိန်ဆိုတော့ဒီကြပြကိုလွတ်တော်ပေါ်ကြတာပေါ့။ ။တကောင်တိနှစ်ကောင်လုံးကြပါတယ်လဲဆိုရောကျွန်တော်ကြွေးတော့တာပဲ။ထားပါတော့ဒါတွေကဟိုအတိတ်ကအကြောင်းတွေ။မတင်မဖဲနဲ့ဒီကပြကိုပြန်ဖတ်ပြီးတော့ခံစားချက်အစ်တီကနေရာဝင်ယူလာပြန်ပါတယ်။အဲကြောင့်ဝယ်ဒီကပြကိုတီလာအတွက်ကပြခံစားချက်အနေနဲ့ယူလိုက်တာပဲဖြစ်ပါတယ်။အခုကျွန်တော်တို့ဆရာစိုးခိုင်ကြီးရဲ့ကပြတွေကို တိုးဝင်မကြည့်ခင်ကပြကိုအရင်ဆုံးခံစားကြည့်ကြရအောင်။ဆွဲတော်ရွက်နှစ်စိုးခိုင်ကြီး သူ့ပားပေါ်ကလိမ့်ကြလာတော့မြက်ရီကိုရှင်ဘက်ပေါ်ရောက်တော့အစစ်ကိုလက်ကောက်ဝစ်ကိုစမ်းကြည့်တော့သူ့သွေးခုန်နှုန်းကိုစမ်းမိတယ်သူဆိုတဲ့တခြင်းတိုင်းကိုကအတန်ထွက်ပေးရတယ်တခြားသောအလှတရားတွေဟာသူ့မျက်တောင်လေးနဲ့ကာထားတော့မမြင်ရဘူးတကိုင်းစီနားပေမဲ့တကောင်ထိရင်နှကောင်လုံးကြပါလေ။ ဒါတော့ကြပြဆရာစိုးခိုင်ရင်ရဲ့ကြပြပဲဖြစ်ပါတယ်။ဒီဆရာစိုးခိုင်ရင်ဆိုတာကကျွန်တော်လေးစားအကြတဲ့ကြပြဆရာတယောက်ပါ။သူ့ရဲ့ဒီကြပြကလည်းရိုးရှင်းတဲ့စကားလုံးတွေနဲ့ဖတ်သူရဲ့ရင်ထဲကိုစစ်ကနေနေအောင်ထိုးဆိုင်နိုင်စွမ်းတဲ့ကြပြလေးပါ။ကြပြရဲ့ပထမပိုက်ကတော့သူ့ပါဘော်ကလိမ့်ကျလာတော့မျက်ရည်ကိုယ့်ရင်ဘတ်ပေါ်ရောက်တော့ acid ဆိုပြီးတော့စထားပါတယ်။စစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့ပေါင်းကူးထားကြတဲ့ချစ်သူဇုံတွဲတွေဆိုတာ တယောက်ကခန္ဓာနဲ့ဝေဒနာကိုခံစားရင်တယောက်ကအဲ့ဒီဝေဒနာကိုစိတ်နဲ့ခံစားပါတယ်ချစ်သူကအဝေးမှာသွားကြိုက်နေတဲ့အခါကိုကကိုပါးကိုရောင်ရမ်းစမ်းမိနေတဲ့လို့စိတ်မှန်တဲ့မေတ္တာတရားဟာကူးဆက်လွယ်ပြီးထပ်တူခံစားလွယ်ပါတယ်တကယ်ကအချစ်စစ်ရှိရင်လူနှစ်ယောက်ကတသားတည်းဖြစ်သွားတဲ့သဘောပါ အခုလက်ကဗျာဆရာကဒီသဘောကိုညွှန်လိုက်ပါတယ်တစုံတစ်ခုသောတောကတရားကြောင့်ချစ်သူရဲ့မျက်ဝန်းအိမ်ကမျက်ရည်စာတွေကျလာတဲ့အခါကိုယ့်ရဲ့ရင်ထဲမှာတော့ အဲ့ဒီမျက်ရည်စက်တွေဟာယင်ဘက်ကို acid နဲ့ဖျက်ပတ်လိုက်တယ်လို့တစစ်စစ်နားကျင်ရပါတယ်။သူ့ဝမ်းနည်းမှုတွေကိုကိုကကူးယူခန်းစားသွားမိပါတယ်။ကြပြဆရာဆက်ရည်တာကတော့ကို့လက်ကောက်ဝတ်ကိုစမ်းကြည့်တော့သူ့သွေးခုန်နှုန်းကိုစမ်းမိတယ်တဲ့။ထတ်တူပြူတဲ့သဘောပါပဲ။စစ်မှန်တဲ့ချစ်ချင်းကို တိတိကျကျနဲ့ဖော်ညွှန်းနေတာပါ။နှစ်ယောက်တဘဝဆိုတဲ့သင်္ကေတကိုကြပြဆရာဖော်ကျူးနေတာလည်းဖြစ်ပါတယ်။ကို့လက်မှာသူ့သွေးခုန်နှုန်းကိုစမ်းမိတယ်ဆိုတော့ ရေခုန်တန်းချင်းထတ်တူကျသွားတဲ့သဘောပေါ့နှလုံးသားချင်းတစ်ခုတည်းဖြစ်သွားတဲ့သဘောပါဆွဲရော်ရွက်လေးလိုနှစ်လွှာပေါင်းမှတရွက်တစ်ခုမဲ့ရင်တစ်ခုဆိုတာဖြစ်မလာနိုင် ဆိုတဲ့သဘောတရားပါပဲသူဆိုတဲ့တခြင်းတိုင်းကိုကအတန်ထွက်ပေးရတယ်နှစ်ခုသစိတ်ဆိုတဲ့စကားကိုကြားဖူးကြမှာပါဒီမှာတော့ကြပြစီယာကနှစ်ခုသစိတ်ဆိုတဲ့စကားအစားကိုခန္ဓာကိုယ်နဲ့သူ့စိတ်ဆိုပြီးတော့ပြောလိုက်တာလို့ခံစားမိပါတယ် ချစ်သူရဲ့အလိုဆန္ဒအတိုင်းကိုကအရာအလုံးလိုက်ရောပေးခြင်းမျိုးပေါ့သူကတခြင်းဆိုစေခြင်းရင်ကိုကသူဆိုစေခြင်းနဲ့တခြင်းကိုဆိုပေးလိုက်တာမျိုးကိုကအလိုက်တည်းထလှုပ်ပေးလိုက်တာလေးကသူ့စိတ်ထဲဖြစ်စေခြင်းနေတာလေးနဲ့ကွက်တိကြနေတာမျိုးဆိုပါတော့တာမန်လူတွေအတွက်ကြုံတော့ကြုံခဲ့ဆိုပေမဲ့အချစ်စစ်သမားတွေအတွက်ကတော့ဒီဖြစ်စဉ်တွေကအလိုလိုဖြစ်နေလေရှိပါတယ်တခြားသောအလှတရားတွေဟာသူ့မျက်တောင်လေးနဲ့ကာထားတော့မမြင်ရဘူး ီအပိုင်လေးကိုဖတ်မိတဲ့အချိန်မှာကျွန်တော်ပြောမိပါတယ်။ကဗျာဆရာတော့လွန်ပြီလို့လည်းပြောမိပါသေးတယ်။ဒါပေမဲ့စစ်မှန်တဲ့ချစ်ချင်းမေတ္တာမှာလွန်နေဆိုတာမရှိပါဘူး။မောက်မျက်နှာကဘာတင်နေတို့ဘာလို့ပြောခဲ့ကြဘူးတာပဲ။ကဗျာဆရာကတော့အတိတ်တရားဝုန်တီအလင်ငါမြောက်စွာဖွဲ့လိုက်ပါပြီ။တခြားသောအလှတရားဆိုတာတခြားသောစန့်ကျင်ဘက်လိမ့်နေအလှကိုပြောတာလို့ခံစားမိပါတယ်။တခြားသောချစ်ပွဲရှုမြင်ပွဲအလှပိုင်ခြင်းတွေဟာသူ့ချစ်သူရဲ့ မြက်တောင်လောက်တောင်မလှပါဘူးလို့ညွှန်လိုက်ပါတယ်။ဆိုပါတော့ကောင်မလေးတယောက်ကကိုရှင်မှာလာပြီးတော့အလှပြနေရင်တော့သူမိုက်အလှကကိုကောင်မလေးရဲ့မြက်တောင်ကော်လေးလောက်တောင်မလှဘူးဆိုပြီးတော့မြင်မိတာမျိုးပါ။ဟုတ်ပါတယ်။တကယ်ချစ်လာကြပြီဆိုရင်ကိုချစ်သူကလို့ရင်ကျန်တာပွဲနေစကွဲပါ။တကိုင်းနဲ့နားပြီမဲ့တကောင်တိရင်နှစ်ကောင်စလုံးကြပါတယ်တဲ့။ညီကုန်းချုပ်မှာကြပြဆရာကကြပြဖတ်သူရဲ့မြစ်တာအလုံးကိုတိမ့်ကျုံယူငင်တော့ပါတယ်။အစုံပိုက်ကိုဖတ်ပြီးမှတော့ ကြပြဖတ်သူကဟာကနေနစ်ကနေဖြစ်ကြံခင်မှာသိကြပါရယ်။ငှက်ဖြစ်တော်မှာတကိုင်းနဲ့နားကျင်နေဆိုတာမျိုးကျွန်တော်တို့ပြောခဲ့ကြပါရယ်။ကြပြဆရာကတော့နောက်ဆုံးအပိုက်လေးကိုသုံးပြီးတော့ကျွန်တော်တို့လိုတကိုင်းနဲ့နားမယ်ဆိုတာမျိုးတင်မသုံးမယ်။နှက်နှက်ပပနဲ့နှစ်ယောက်တဘဝကိုအပြည့်အဝဖော်ကျူးပြလိုက်တာပါပဲ။တနေရာစီမှာနေကြပြီမဲ့တယောက်နားကျင်တယောက်လည်းနားကျင်ရပါရယ်။တယောက်ယောက်များတည်ဆုံးသွားခဲ့ရင်ကြံတဲ့လူဟာရုပ်ခန္ဓာသာကြံရည်မှာပါ။စိတ်ကတည်သွားမှာပါ။ ကဗျာဆရာကြီးမောင်အောင်ပွင့်ရဲ့အတတ်ဘူးဆိုတဲ့ကဗျာလေးကိုဒီနေရာမှာတတိယသွားပြန်ပါတယ်။ဆိုတော့ကျွန်တော်ဒီကဗျာလေးကိုနည်းနည်းလောက်ရုပ်ပြပါမယ်။အတတ်ဘူးဘဝခီးပေါ်ရေးမနှက်ခင်းလမ်းလျှောက်ဖို့ရေးဒုငငယ်ကငါပြောစကားမင်းမှတ်မိသေးလား။မင်းမဲ့နိုင်ငံဆိုတာရောက်တော့မယ်။မင်းမရှိတော့ရင်ငါဘလို့နေကြရမလဲ။မင်းမရှိရင်ငါမရှိတော့ဘူး။ဆရာမောင်အောင်ပွင့်ကဒီလိုမျိုးရေးဖွဲ့ခဲ့ပါတယ်။ တကယ်ကိုတိမိလှပါတဲ့ဒီအဖွဲနဲ့ဆရာစိုးခိုင်ကြီးရဲ့ကြပြာနေကုန်းပိုင်းနဲ့ချိန်လိုက်တဲ့အခါပြီးပြည့်စုံတဲ့အလှတရားကိုကျွန်တော်ရှာတွေ့တော့ပါတယ်မင်းမဲ့နိုင်ငယ်မင်းမရှိရင်ငါမရှိတော့ဘူးတကောင်တိနှစ်ကောင်လုံးကြတယ်ဩလှပလွန်တိမိလွန်တဲ့အရေးအဖွဲတွေပါပဲတကောင်တိယုံနဲ့ဘဝတစ်ခုပြည့်စည်သွားတယ်လို့ဆွေတော်ရလေးရဲ့မပြည့်စုံမှုကိုဆွေတော်ရွတ်ဆိုတာတလုံးမှမပါပဲကြပြာဆရာကဖွဲ့ပြသွားပါတယ်ဒါကြောင့်လေကြပြာဆရာက ူ့ကိုပြရဲ့ခေါင်းစီကိုဆွဲတော်ယွက်လို့ပေးခဲ့တာကိုအရန်လှပြီးအရန်ချစ်ဖို့ကောင်းတဲ့ကြပြတဲ့ဘုပ်ပါပဲလို့ခံစားမိလိုက်တာကြောင့်ဒီလအတွက်ကြပြခံစားခြင်းကိုခံစားပြဖို့ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ရန်စာညီမ